ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်မှာကယ်ဆယ်ရေးရဟတ်ရန်တစည်းပြတ်ကျပြီးလူ3ဦးသေဆုံးခဲ့ကြောင်းဂျပန်ကမ်းခြေဆောင်တပ်ကထုတ်ပြန်ပါတယ်။ဧပြီ9ရက်မနက်ပိုင်းတုန်းကကမ်းခြေဆောင်တပ်ရဲ့ကြေညာချက်မှာတော့ရဟတ်ရင်ပေါ်ပါလာတဲ့လူနာတအူနဲ့တခြားနှစ်ဦးတို့သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။ရဟတ်ရင်မူသူနာပြုတအူနဲ့ရဟတ်ရင်ဆက်ပြင်ဝန်ထမ်းတအူကိုတော့ပင်လယ်ပြင်မှာကယ်ဆယ်နိုင်ခဲ့တယ်လို့ကမ်းခြေဆောင်တပ်ကပြောပါတယ်။ သူတို့ကိုရှာတွေ့ချိန်မှာ၃ဦးစလုံးကခန္ဓာကိုယ်အပူချိန်ကျဆင်းနေပေမဲ့သတိရှိနေခဲ့ကြတယ်လို့ဆိုပါတယ်။သေဆုံးသူ၃ယောက်ရဲ့ရုပ်အလောင်းတွေကိုတော့ဂျပန်ပြည်ဆောင်တပ်ရဲ့ရဟတ်ရင်တစ်စီးကရှာတွေ့ပြီးဆယ်ယူနိုင်ခဲ့ပါတယ်။သေဆုံးသူတွေက လူနာလူနာရှင်နဲ့ဆရာဝန်တဦးတို့ဖြစ်ကြပါတယ်။ရဟတ်ရင်ပြတ်ကျမှုသတင်းကိုရရကျင်းဂျပန်ကမ်းခြေစောက်တပ်ကလေရင်နှစ်စီးနဲ့တင်ပေါ်သုံးစီးကိုအခင်းဖြစ်တဲ့ရေပြင်စီဆေးလွှတ်ပြီးကယ်ဆယ်ရေးဆောင်ရွက်စေခဲ့ပါတယ်။ လေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုတော့မသိရသေးပဲစုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေသေးပါအသက်86နှစ်အရွယ်လူနာအမျိုးသမီးတဦးကိုရဟတ်ရင်နဲ့တည်ဆောင်ရင်းနာဂါဆာကီကနေပြန်တက်ပြီးဖူကူအိုကာမှာရှိတဲ့ဈေးရုံတစ်ခုစီတွားရောက်ခြင်းပြတ်ကျခဲ့တာလို့သိရပါတယ်ရှင်